အမှန်သိအောင်လုပ်ဖို့အတွက်ဘာရေးကြည့်တော့လို့မေးမယ်ဆိုရင်စိတ်ဖြူစင်အောင်လုပ်ဖို့ရေးကြည့်။ကဲဘုန်းကြီးတို့တည်းဆင်ခြင်စဉ်းစားကြည့်။အမှန်သိဖို့ရအတွက်စိတ်ဖြူစင်စေရမယ်ဆိုရင်စိတ်ဟာဘာနဲ့ဥပမာတူလို့ကိုယ်အိမ်မှာအသုံးပြုနေတဲ့ရေချိုးခန်းထဲလိုမျက်နှာသိခွက်ရှိလို့ဖြိတ်ထားတဲ့ဒီကနေ့ခင်မှာတော့ပဓာနဲ့လှုပ်ထားတယ်။အမှန်နဲ့ပဓာနဲ့လှုပ်ထားတယ်။ရှိစရာခြေမှု မှန်သွားရှိရှိတုံးခစ်တုံးကတော့ကြီးပြားကိုပြောင်းဝဲနေအောင်ပုတ်လိုက်တာကြေးမုံလို့ခေါ်တာဒါကြောင့်မို့လို့ကြီးပြားကိုဝဲနေအောင်ပုတ်ထားအဲ့ဒါကိုကြည့်ကြအဲ့တော့မှန်ရင်မှန်မြင်လေးဟာမုံမုံဝါဝါမရှိပဲနဲ့ကြည်ကြည်လင်လင်ဖြစ်လေလေရုပ်ပုံကပြီးပြီးပြင်းပြင်းဖြစ်လေလေ ကျင်းမုံလေးကပြီးကြီးကြီးလင်းလင်းဖြစ်လေလေမိမိရဲ့မျက်နှာရဲ့ပြီးပြီးပြင်းပြင်းမြင်ရလေလေပဲအဲ့တော့ကိုယ်စိတ်အခြေအနေကလည်းဒီလိုပဲစင်ကြယ်လေးလေးမိမိရဲ့တဏ္ဍာမှာရှိတဲ့သမာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလေလေပဲမိမိတဏ္ဍာမှာရှိတဲ့သမာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလို့ရှိရင်စိတ်ကိုကြီးကြီးလင်းလင်းဖြစ်အောင်လုပ်ပါလို့ဒီလိုဆုံးလို့တာပေါ့ အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကအလွန်လက်တွေ့ကျတဲ့တရားရှိလက်တွေ့ကျတဲ့တရားဒါကြောင့်မို့မြတ်စွာဘုရားကဒီမဟာအတ္တပူရတုတ်တို့မြေစုအနိကေလာတဲ့တုတ်တွေကကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးရန်တွေကိုဥတီဟောပေးမယ်လို့ မိဘရောက်ချင်းချင်းတဲ့ပုံကိုယ်တိုင်းပုံကိုယ်တိုင်းအစင်စင်ကျင့်သုံးကြအဲ့ဒါကိုတော့မေ့ထားလို့မဖြစ်ဘူးဒီလိုကောင်းမှုလုပ်ပြီးဣရမေပုံညာနိဗ္ဗာန်သက်ပစ္စယောဟောတုလို့ဆိုတာဟာဥတီချက်ယေဇူးချက်စိတ်ရဲ့ဥတီချက်ယေဇူးချက်ကလေးပဲပြောတကယ်လက်တွေ့လုံးဝမဲ့ကိစ္စတွေရှိသေးတယ်လောကလူတွေဟာစိတ်ကူးနေုံနဲ့ပါမတော့ဖြစ်ဘူး စိတ်ကူးတဲ့နောက်မှာကြံရွယ်ချက်နဲ့လှုပ်ဆောင်ချက်ကြံရွယ်ချက်ရှိလာပြီဆိုရင်လှုပ်ဆောင်ချက်နောက်ကလိုက်ရမလိုက်ဘူးဆိုလို့ရှိရင်ကြံရွယ်ချက်ထားမြောက်မှာမဟုတ်ဘူးဒါလက်တွေ့အနေနဲ့အမတန်မှထင်ရှားအဲ့မှာနိဗ္ဗာန်ကိုသွားခြင်းပြီးဆိုလို့ရှိရင်ဘာကိုပြန်ရမှာလဲဆိုကိုယ်စိတ်လေးကိုပြန်စိတ်လေးကိုတန်ရှင်းအောင်လုပ်ရစိတ်မှာညစ်ကြေးတွေရှိနေတယ် ခုနခြေကိုမြင်မှာမဝဝဖြစ်နေလို့ရှိရင်ကိုမျက်နှာရိတ်ဟာပြီးပြင်းပြင်းပေါ်ပါမဟုတ်ဘူးပြီးပြင်းပြင်းမမြင်ရလို့ရှိရင်ညနာမှာဘာရှိတယ်ဆိုတာသိနိုင်မှာမဟုတ်ဘူးဒီတော့ကြောင့်မလို့စိတ်ကလေးကြည်လင်လာပြီဆိုရင်အတိညာလေးကလည်းတောက်ပြောင်းလာမှာပဲအတိညာနဲ့မြင်ရမှာကိုဒါကြောင့်မို့စိတ်ကြည်လင်အောင်ကြိုးစားတယ် စိတ်ကြည်လင်ဖို့ရအတွက်အခြေခံနေလုပ်ဖို့လိုအပ်တယ်